အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူတူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝတ္ထုထဲမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပြင်းပလိဆောင်တော်တို့ကစောရတပြင်းဤခိုးတန်တိုက်တန်နှစ်လခန့်မကြရသဖြင့်ဘာများဖြစ်နေသလဲမမာ၍ပင်ပန်းနေသလား နေကိုထွက်၍ကြံစီနေသလိုဟုအမျိုးမျိုးတွေ့တော်နေကြလေတယ်။စုံတော်ဝတရားကနိုင်ငံရေးကောင်းဆောင်များစုပူသောလူငယ်များနမကြီးစာရေးဆရာများဤအနေအထိုင်အသွာလာကို အမြဲချောင်းမြောင်းရသူများဖြစ်လေတယ်။တပြင်းအတွက်မှာတပြင်းပဲထွက်သည်ဟုပြောဆိုနိုင်ရန် အထူးခဲရင်ရာခိုးတန်တိုက်တန်မကြမှစဉ်စားစားပြူလာကြလေတယ်။ဥအောင်မြင်ကား ဆရာဝန်ဦးတင်စွေအားတပြင်းတော်လဲဖြစ်ရမယ်။သို့မဟုတ်တပြင်းနှင့်အဆက်အသွယ်ရင်းနှီးဆုံးတော်လဲဖြစ်ရမည်ဟုယုံကြည်သူဖြစ်ရာဦးတင်စွေရဲ့အသွာအလာကိုသာအ깨ခတ်၍နေလေတယ်။ဦးတင်စွေမှာနေသူဆေးကူဟုတခါတရံ၃လရဲ့ရန်ကုန်မှပျောက်သွားရာဦးအောင်မြင်ကခြေရာခံ၍လိုက်လေရှိသေးတယ်။တနေ့တာ၌ကဦးတင်စွေက မိမိရဲ့ဈေးတိုင်မှ ကားနဲ့ထွက်ခွာသွားသည်ကို ဥအောင်မြင်သေးသေးကြာကြာမြင်သဖြင့်နောက်ရောင်ခံ၍လိုက်သွားလေရာဥဒင်းစေဤကားကဘုံကြီးလန်းတရားများစီတို့တွား၍နေသည်ကို တွေ့ရလေတယ်။ဥဒင်းစွေကားရပ်၍ကြီးရှုသောအခါကားပေါ်တွင်ဥဒင်းစွေမပါတော့ဘဲဒရိုက်ဘာတဦးတည်းသာဥဒင်းစွေကြိုက်လက်ကပြန်လာမည်ဖြစ်ပြီးကြိုးဆိုရန်လာရောက်ကြောင်းနှင့်ပြောဆိုသည်ကို ကြားရလေတယ်။ဥအောင်မြင်ကား စိတ်မကြေမနက်နဲ့ပြန်လာလေရာမိမိလက်ထောက်ဆောင်တော်တို့ကဦးတင်ဆွေအားမိယထာဘူရာယုံဒုတိယရွဲတွင်တွေ့ကြောင်းဘဲသွားမလဲဟုမေးမြန်းသောအခါဘကူသွားမည်ပြောကြောင်းနှင့်အစီရင်ခံရာဘကူဌာနသို့တယ်လီဖုန်းဆက်ပြီးမေးမြန်းကြည့်လေတယ်ဘကူဌာနမှစုံစမ်းပြီးလျှင်ဘကူတို့ရန်ကုန်ကမြည်သည့်ဆရာဝန်မျှမလာကြောင်းနှင့်ပြန်ပြောသောအခါဦးအောင်မြမဦးတင်ဆွေရဲ့အကြံအစီကို မတွေးတအောင်ဖြစ်၍နေလေတယ်။နေအစီရင်ခံစားများမှလည်းအရေးတကြီးဖတ်ရှုစဉ်းစားနေလေတယ်။တရနေရခံကြသောအခါဦးတင်စွေကရန်ကုန်သို့ရောက်ရှိနေပြန်လေတယ်။ဦးတင်စွေမှာအော်လတော်အမတ်ဘီလက်ပြန်ဆရာဝန်ကြီးလည်းဖြစ်အစိုးရပိုင်းနဲ့လည်းအပေါင်းအသင်းဆန်သူဖြစ်သောကြောင့်ဦးအောင်မြင်မှာဦးတင်စွေအားပြောင်ပြောင်ကြီးလိုက်လံစုံစမ်းခြင်းမပြုဝင်ပဲမိလောက်မှဖမ်းမိဟု အမြင့်ချောင်းရွေနေလေတယ်။တနင်္လာတနေ့၌ကားတစ်စီးကကန်နာလမ်းရှိငွေဆက်ကူလဲသောရုံးရှိသို့ထိုး၍ရလေတယ်။အစိုးတောင်ရှိပဝါအုပ်ပေါင်းရွှေကိုင်းမြန်မာနှင့်အသက်30ကျော်ခန့်လူတစ်ယောက်ကငွေတန်ရုံးထဲသို့ဝင်သွားပြီးလျှင်15မိနစ်ခန့်အကြာ၌ပြန်၍ထွက်လာကကားပေါ်သို့တက်ရောက်ထွက်ခွာသွားလေတယ်။ထိုအတွင် အခြားကားတစ်စီးရောက်လာကတဝဲလုံးကြီး တက္ကလအင်ဂျီနဲ့အသက်40ခန့်လူကြီးတယောက်ရောက်၍လာကငွေဆက်ကူလဲသောရှုံးထဲသို့ဝင်၍သွားလေတယ်။ခွန်းရကဒီမှာလာတာဥတင်စွေမဟုတ်လား။ဟုတ်ပါရဲ့။ဘာကိစ္စများရှိလို့ပါလဲ။ဥအောင်မြင်ကတက္ကလအင်ဂျီအတွင်းကစုံတော့တစိ့ကို အမှတ်မဲ့ပြပြီးနောက်သူပါလာလောက်တာလေ။ငွေဆက်ကူရာနဲ့စေတန်၅ချက်တန်တွေလဲသွားပါတယ်။ဘယ်လိုဖူးလို့များလဲ တဆယ်နဲ့နှစ်ထောင်ဘူးငါးချက်တန်တထောင်ဘူးလဲသွားပါတယ်။ကျေးဇူးတင်ပါတယ်။ဥအောင်မြင်ကငွေဆက်ကူရုံမှ ထွက်လာပြီးလေဥတင်ဆွေအဖဲကြောင့်ငွေဆက်ကူများလဲသွားသည်ကိုအမျိုးမျိုးစဉ်းစားလေတယ်။တို့ရှာတွင်ဉာဏ်ထွက်မလာပဲစိတ်ရှုပ်သည့်ထက်ရှုပ်ပွေ၍နေလေတော့တယ်။တို့ရှာတွင်ဥအောင်မြင်ရဲ့စိတ်ရှင်းပေသောတည်င်းတရက်ကိုတည်င်းစာများတွင်ဖတ်ရှုရလေရာထိုအခါကြမှာ ဦးတင်စွေရဲ့ပြုမူပုံများအတိတ်ပဲပေါ်လာလျက်တပြင်းဒီလဲ၎င်းရဲ့အခါကောင်းအခွင့်ကောင်းကိုလက်မလွတ်ပဲကြာကြာနာနာအသုံးချနေချောင်းကိုပုံမူနားလည်၍လာလေတယ်။တရင်စာရှိအဆိုပါတရင်ကိုလည်းတေးကြစွာစင်စင်စားစားနဲ့ပြန်လဲဖတ်ရှုနေမိလေတယ်။တောတတိများတတိပြုရန်ငွေဆက်ကူအရေးတော်ပုံကျွန်ုပ်တို့တရင်တော့ထံမှကျွန်ုပ်တို့တရင်စာတွင် ငွေဆက်ကူနှင့် စာတိုင်ရုံးတို့မြန်မာပြည်အတွက်နောက်ထပ်ရိုင်းနှိပ်ထားသောအင်္ဂလိပ်စလုံးများအတွက်ရှိဘက်ကစာနီနှင့်ပါသောငွေဆက်ကူများကို ပေါ်ပြခဲ့ကြောင်းယခုတစ်ဖန်တောနယ်များတွင်အဆိုပါအင်္ဂလိပ်စလုံးများကို အမိပြု၍လိန်လယ်မှုတစ်ခု ဖြစ်ပေါ်နေကြောင်းအမှုဖြစ်ပုံမှာရွာတော်တတိဟုဆိုလာသောကျောင်းသားရဲ့ကကြီးဦးဖိုးလူရဲ့အိမ်သို့အသက်30ကျော်ခန့်အရမြင့်မြင့်နှင့်မုံမုံရီရီလူတယောက် အထယ်များရောင်းရန်ရောက်လာသည့်ဆိုကြောင်းအထယ်များစီတိတ်၍စေတံဆက်ကူတစ်ချက်ကိုထုတ်ပြန်ပြီးသောအခါအဆိုပါအထယ်တွေကလက်မခံမဲ့နေသည့်ဆိုကြောင်းအထယ်တွေကပြောပြသည်မှာဝေးဆက်ကူများကရက်လွန်နေပြီးဖြစ်ကြောင်းယခုအိန္ဒိယနှင့်မြန်မာပြည်ခွဲခွာပြီးဖြစ်ပြီးဒဇိတ်ကောင်းတဲ့ငွေဆက်ကူများကိုအမျိုးစီတုံးကြကြောင်းဒဇိတ်ကောင်းများကိုဤသည့်နေရာတွင်လဲရမည် ထိုနေ့ကကြော်လွန်သွားလျင်မတုံးနိုင်ဟူသောအစိုးရကြော်ညာကိုထုတ်ပြသေးသည့်ဆိုကြောင်းဒစိန်ကောင်းများတွင်ဘာမာဟူသောစလုံးများနှိတ်ထားရာဥဖိုးလူထံတွင်ထိုဒစိန်ကောင်းများရှိနေသဖြင့်ယုံကြည်နေကြောင်းတဖန်ငွေဆက်ကူများတွင် legal tender in Burma only ဟူသောစလုံးများကိုရိုက်နှိပ်ထားမှသုံးနိုင်ကြောင်းထိုစလုံးများမပါသောငွေစက်ကူတို့ကရက်လွန်နေပြီဖြစ်ဖြစ် မတုံးရတော့ဟုပြောပြသည်ဆိုကြောင်းဥဖို့လူမှာအဆိုပါစလုံးမပါသောငွေစက်ကူ30တန်5000ဘိုးခန့်ရှိရာမှိုင်းတွေချ၍နေသည်ဆိုကြောင်းအထည်သည်မှအပြောကောင်းသူဖြစ်၍ကြားလာအောင်ပြောဆိုပြီးလျှင်မိမိက အင်္ဂလိပ်စလုံးကိုစွန့်၍ထက်ကသုံးဆွဲမိဥဖို့လူကအလျှော်စင်းနှင့်ရောင်းဟုပြောဆိုသဖြင့်ငွေ9000ကို1000နှင့်တည့်သွားသည်ဆိုကြောင်းဥဖို့လူက မြို့ပေါ်သို့ရောက်၍စုံစမ်းသောအခါအင်္ဂလိပ်စလုံးအပူမပါသောငွေစက်ကူများကတုံးနိုင်ကြောင်းသိရှိရသဖြင့်၎င်းအားလိန်လေ၍တွားသောအထည်တွေကိုဌာနသို့တိုင်တန်းထားကြောင်း အထည်တွေကိုမူကားယနေ့တိုင်ဖန်ဆီးခြင်းမရှိသေးကြောင်းဥပောင်မြင်ကဖြစ်နိုင်လိန်နိုင်သော နီလန်းဖြစ်သဖြင့်တပြင်းပင်လုံမီဟု တွေ့တော့ကတပြင်းရဲ့အခါအခွင့်ကောင်းယူတတ်သောဉာဏ်ကိုချီးမွမ်းဟန်ရှိလေတယ်။တို့ချာတွင် ဤကိစ္စဤလိန်ဤကမြမပြည်အရရတို့ပြန့်နှံ့သွားပါက လူအများနဲ့နာမည်ဖြစ်သဖြင့်စုံတော်မင်းကြီးနှင့်ကောင်းချင်းရိုက်ခါတိုင်ပင်ကြလေတယ်။နောက်ဆုံးတွင်ဤငွေကိစ္စကိုမြမပြည်ရှိမြို့နယ်များမှတဆင့်တကြီးများတို့အမိန်ထုတ်ဆင့်လျေကြီးရွာသားများနားလည်မည်ဟုမြမပြည်ရဲ့ဤအတွင်းဝင်ကြီးယုံတို့အကြံပေးလိုက်ကြလေတယ်။ထို့အတွင်းမှာပင်အထက်၌ဖော်ပြခဲ့သောသတင်းနှင့်ပတ်သက်၍ နောက်ထပ်သတင်းတစ်ခုသတင်းစာများတွင်ဖတ်ရှုကြရပြန်လေတယ်။ငွေဆက်ကူအရေးတော်ပုံလိမ့်လေသူမှာတခိုးကြီးစောရာတပြင်းဖြစ်နေသည်ဆိုကြောင်းကျွန်ုပ်တို့သတင်းတော့ထမ်းမှ ကျွန်ုပ်တို့သတင်းစာတွင်ကြောင်းတကာဦးလူကြီးအလိန်ခံရပုံကိုဖော်ပြခဲ့ကြောင်းယခုတဖန်အထေသေးဤထမ်းမှစားတဆောင်ရသည်ကိုပလိဌာနသို့တင်ပြထားရာနိုင်ငံကျော်တခိုးကြီးစောရာတပြင်းဖြစ်နေသည်ဖြင့် အားလုံးအံ့အားသင့်၍နေကြကြောင်းတပင်းရည်သည် ဆိုသောစာမှာအောက်ပါအတိုင်းဖြစ်ကြောင်းကျောင်းတကာကြီးခမညာကျွန်တော်ဒီတခိုးတာဖြစ်ရာယခုမူကားကျောင်းတကာကြီးကလိန်လေသွားရသဖြင့်ဝမ်းနေပါသည်တို့ရာပဲကျွန်တော်ဤရွယ်ချက်မှာမြည်သည့်နီးနှင့်ရရလူချမ်းသာများထံမှငွေရအောင်ကြံစီဖို့ရှိပါသည်ယခုကျောင်းတကာကြီးစီမှာလဲအလွယ်ဆုံးနည်းဖြင့် ငွေ၄တောင်အမျက်ယူခဲ့ပါသည်။ကျောင်းတကာကြီး၏စိတ်တွင်ထုံငွေများကို လူလိန်သွားချပြီးငါသည်လူလိန်ခံရလေချင်းဟုဝမ်းနေကအာဟုသောစေတသိက်နှင့်ရှင်၍အကျိုးမရှိဖြစ်တတ်ပါသည်။တို့ကြတွင် ထုံငွေများကိုတိုင်းသူပြည်သားအကျိုးများအောင်လူလိုက်ချင်းဖြစ်သည်ဟုအာဟုသောစေတသိက်မဖြစ်အောင်ဥပတ္တိပင် ပဝင်ချုပ်ငင်းခြင်းမှုပြောင်းလဲစေလိုပါသည်။ ျွန်တော်ဒီသူတထူးဤငွေကိုခိုးရသည်ဖြစ်စေတိုက်ရသည်ဖြစ်စေလိန်၍ရသည် ဖြစ်စေကျွန်တော်ဤအကျိုးအတွက်အသုံးမချပါစင်ရဲသားလူအများအတွက်အသုံးချလေရှိပါသည်ကျောင်းတကားကြီးများကျောင်းဆောက်ဖျားတဲ့သည့်အတွက်တာတုခေါ်ပါသည်တို့ရာတွင် စာကြီးတိုက်အမျိုးသားကျောင်းစေယုံစသည်တို့ကို ဆောက်လုပ်လှူဒန်းလျင်လဲကုတူရပါသည်စင်ရဲသားများလည်းငင်းအကျိုးခံစားရပါသည် ယခုကျွန်တော်လင်သွားသောငွေမှာတောရွာများတွင်ဝမ်းဆွေးပညာတတ်နေသောကြောင့်ကလေးများမတည်တင်မဲအမြောင်များတည်ဆုံးရာမြမပြည်ရှိမင်းကလေးများအားအခမဲ့ဝမ်းဆွေးပညာသင်ကျောင်းဖွင့်လေသင်ကြားပေးရန်ဝမ်းဆွေးပညာသင်ကျောင်းဆောက်လုပ်ဖို့ဖြစ်ပါသည်စိတ်ထားပြောင်း၍တာထုသုံးချိန်ကောင်းကောင်းခေါ်ပါတော့ခမစောရတပင်းအခြားသူကိုမဆိုထားပြီးအလွန်အင်ရီကြီးသောဥအောင်မြင်ပင် အထက်ပါသတင်းစာတွင် ဖော်ပြတဲ့ဖပင်းရဲ့စာတမ်းပေးတံကို ပြုံး၍ကြည့်ရှုနေလေတယ်။ဆိုင်းရာပြည်ရဲ့ရည်ဌာနမှလည်းစုံတော့ဘက်ကအကြံပေးသည့်အတိုင်းတောတကြီးများထံဆင့်ဆိုရန်ကိစ္စကိုတလခန့်စဉ်စားနှောင့်နှေးနေရာထို့အတွင်း၌တောတတိ၁၄၅ဦးခန့်အလိန်ခံရလေတယ်။ဦးအောင်မြင့်မှာလေဆုံတော်များ၏အကူအညီဖြင့်တပြင်းသွားမြေထင်သောမြို့နယ်များသို့လိုက်လံနေရာတပြင်းက တဏိယာတွင်အထေသေးတဏိယာတွင်စဘာပွဲစားတဏိယာတွင်ဘာဘူးကလားတဏိယာတွင်တရုပ်လိုစသဖြင့်ရုပ်ပြောင်းရုပ်လွှဲအလုတ်ပြောင်းအလုတ်လွှဲနှင့်လိန်လဲနေသဖြင့်ခြေရာခံ၍မရနိုင်ပဲတပ်ပြင်းလုံးသမျှကြီး၍နေရမည်ကဲ့သို့ဖြစ်၍နေလေတဲ့တို့ရာတွင်ဆိုင်းယာပလိမ်များမှ ကြီးနန်းစာများကပလိမ်မင်းကြီးရုံးသို့ရောက်ရှိလာက ပလိမ်မင်းကြီးမှတဆင့်စုံတော့ဘက်သို့ရောက်ရှိလာလေတဲ့ ထိုကျင်းနှံများအရလူလိန်ကမြစ်ဝကျွန်းပေါ်အရများမှထွက်ခွာသွားပြီးဖြစ်ကြောင်းများလဲပါလာလေတယ်။တဖန်မိရထားလန်းတလျှောက်မှလဲကျင်းနှံရိုက်လျာဖြူးမှကွက်လက်ရွာတွင်ငွေဆက်ကူ2000ဘူးလိန်သွားပါသည်။ပြွန်တစားကွက်လက်ရွာတွင်ငွေ9900ကျော်ဘူးလိန်သွားပါသည်။တောင်ငူကွက်လက်ရွာတွင်ငွေ3000ကျော်ဘူးပါသွားပါသည်။ဤကဲ့သို့ကြီးရွာနှင့်တကွာငွေဆက်ကူအလိန်လဲပုံများကိုပါ ထတ်တူထမြကြီးနှင်းများကိုဖတ်ရှုကြရလေတယ်။နောက်ဆုံးကြီးနှင်းမှာဦးအောင်မြင်ဂယုဆိုင်လောက်အောင်ဖြည့်ရွေနေလေတယ်။ပကူးကွက်လက် အသက်30ကျော်အရမ်းမြင့်မြင့်လူတစ်ယောက်ပကူးတွင်ဆင်းသည် သူ့လက်ထဲတွင်တရေအိတ်ကြီးတစ်လုံးပါသည် လိုက်လံဆောင်လမ်းရာဘဲပြောက်သွားသည်မသိရန်ကုန်သွားကားများဖျားကြီးဘက်သွားကားများကို အဆောင်ခိုင်းထားရာမိသည့်ကားစီမျှမလာကြောင် မြို့တွင်း၌လည်းမရှိတော့ကြောင်းရန်ကုန်ကွက်လပ်ပလိစတဲ့ရှိသမျှလူခွဲ၍အနည်းဆုံးပကိုးချေးရွာများလှုပ်တကြီးများစီဧည့်သည်များရှိမရှိစုံစမ်းခိုင်းအလင်းအမြန်အစီရင်ခံရမည်ဥောင်မြင်ကအသက်ရှူများမှားမတက်ကြီးနန်းများဆောင်စားနေရလေတယ်ဒီတချီ၌တပြင်းကိုလက်ဘူးလက်ကြမိက နောက်နောက်ကတပြင်းမမိခဲ့သမျှတခါရဲ့နာမည်ရမည်ဖြစ်သဖြင့် ရွာတရွာစတဲ့ချသောတပြင်းတရင်ကိုငယ်မြန်ကြားရပါစေဟုဆုတောင်းဟန်ရှိလေတယ်။ငားနာရီခန့်ရှိသောအခါကြေးနှန်းတစ်ဆောင်ရကြပြန်လေတယ်။ပကိုးကွက်လက်ရွာတွင် အဖိုးကြီးဧည့်သည်တယောက်ရှိသည်အသက်60ကျော်အရမြင့်မြင့်အနည်းအထိုင်ထူးသည်ဟန်းလိုက်ရမလား DSP ရန်ကုန်ကွက်လက် မဖန်းထားနှင့်ရန်ကုန်ပလိမြလာခဲ့မီရွာကအပြင်းမထွက်ရန်အဆောင်ထား IGP ဦးအောင်မင်းကပလေးမင်းကြီးထံမှနောက်ဆုံးကြေညာကိုဖတ်ရသည့်နှစ်တပြိုင်နက်ဝမ်းမြောက်ဝမ်းသာဖြစ်ကပကိုးရာဇဝတ်ဝန်ညွန်ကြားသောရွာသို့အပြေးသွားရောက်လိုက်လေတယ်။ကြေးနက်များမှာနနက်9နာရီမှအသွားပြန်ပို့ရွေနေရာညနေ3နာရီခန့်တွင်ပလေးမင်းကြီးနှင့်စုံတော်မင်းကြီးရဲ့အမိန့်အရစုံတော်9ရောက်ပလေးအရာရှိ4ဦးအမှုရန်30ခန့်ဘတ်စကားကြီး2စီးဖြင့် ပုဂိုလ်စီတို့ဥတီ၍ထွက်ကြလေတယ်။ရန်ကုန်မှပုဂိုလ်တို့ကားကိုတနာရီကျော်ခန့်မောင်းရရာအသင်ဆောင်နေသောပလိများနှင့်တွေ့နေ၍ဧည့်သည်ရှိသည်ဆိုသောရွာသို့ပြေးကြပြန်လေတယ်။ထိုရွာသို့ရောက်သောအခါရွာထွက်ပေါက်ဟုသမျှပလိများတနတ်ကိုစီနှင့်ဝိုင်းရန်စောင့်ချက်စီပြီးလျင်ဦးအောင်မြင်နှင့်ဆုံတော်၅ဦးပလိအရာရှိများပုဂိုလ်အရာစုဘဝနှင့်ဝန်ကလေးများဆက်ရာစွဲအုံများပါရွာတွင်းသို့ဝင်ကြလေတယ်။ ရှေးဥစွာတကြီးအိမ်တို့တွားပြီးနောက်ဧည့်သည်အဖိုးကြီးတဲသည်ဆိုသောအိမ်ကြီးတဆောင်စီတို့တွားကြပြန်လေတယ်။အောက်ထပ်တွင်အစီကံများရှိပြီးအစီကံတယောက်အားခေါ်ယူမေးမြန်းရာဧည့်သည် အဖိုးကြီးမှာယခုတွင်ရွာဖုံးကြီးကျောင်းစီတို့ထွက်သွားပြီဟုစကားမဆုံးခင်ပင်ဦးအောင်မြင်ကအစီကံအားခေါ်လျက်ရွာကျောင်းစီရာသို့စုံတော်လေးဦးနှင့်အတူတွားကြလေတယ်။ဖုံးကြီးအားလျင်မြန်စွာဝတ်ချလျက် ဖုန်းကြီးဖေဟာဒီမှာအဖိုးကြီးတယောက်မလာဘူးလားဘာကိစ္စလဲတကားတို့ပေါ့မဲ့မင်းနေတာတော့တပည့်တော်တို့အစိုးရဘက်သားတွေပါအရေးကြီးလို့ပါဖေဟာဟဲ့ဟဲ့အဖိုးကြီးဟာသူတော်ကောင်းဟဲ့တင်မသူ့ဘယ်မှာလဲဖေဟာငငယ်မိန့်တော်မူပါအခုတင်သွားတယ်ကွန်းတရာညက်တော်မရှိသေးဘူးသင်းမိုင်းတစ်ထဲဧကတိတစ်ထဲတောင်ဝိထု၅ချက်နဲ့ငါးစီကိုကတ်သွားသေးတယ်ဥကောင်မင်းကား ဘုံကြီးဤစကားကိုဆုံးအောင်နားမထောင်နိုင်ပဲဘုံကြီးအားဝှက်မြမချနိုင်အတင်းဆင်းပြေးသွားလေတယ်။ရွာပေါက်တွင်စောင့်နေသောပလိများကိုလည်းအပြေးကလေးစုံစမ်းနေရာတောင်ဘက်တွင်စောင့်သောပလိများထံမှအသက်60နီးပါးဥပြီးဆွတ်ဆွတ်ဖြူသောဘုံကြီးတစ်ပါးနှင့်ကြောင်းသားငယ်တစ်ယောက်ထွက်သွားကြောင်းပြောဆိုကြလေတယ်။အဲ့ဒီအကောင်မဲမင်းတို့သူ့ပစ္စည်းတွေစစ်မကြည့်ဘူးလား။အင်နရီကလည်းရပရေတွေလည်းတွန့်နေမှု ဆရာအထင်လွဲတာပါတကယ်သူတော်ကောင်းကြီးပါခါတော်မတန်ရှာဘူးတဲ့အားရဲ့အကောင်လေးကိုဘလောက်ကြာပြီလဲ5မိနစ်လောက်ရှိပြီဆရာအိတ်မကြာသေးဘူးဟာ5မိနစ်ဆိုနည်းတဲ့အချိန်လားကြိုးစားသမျှပြီးရောကွယ်ဥပ္ပံမင်းရဲ့ချူတန်ပါအောင်ကြီးတွားသောအထံကပလိမ်များအားတစ်ဖက်သို့လှည့်၍ပြုံးစေလေတယ်ဥအောင်မြင်လဲအဖိုးကြီးတဲကိုတော့အိမ်သို့ပြန်လာရာ အင်းရှင်အဖိုးကြီးများအားငွေတထောင်အနုကျန်းစီးသွားကြောင်းမအွန်နိုင်အောင်ပါဇက်ပိတ်ထားပြီးမှရှ िख ိုးကတော်သွားကြောင်း အစီကံများလည်းအိမ်ပေါ်မတက်ရဟုအမိန်ပေးထား၍မတိလိုက်ရကြောင်းများပါ ပြောဆိုကြရာဦးအောင်မင်းကနှစ်ဖူးကခြွေများကိုတတ်ချရင်းကျွန်တော်အထင်သာဒင်းနဲ့အတိုင်ဖြစ်တာပဲခုရှိတပြင်းဖုံကြီးရောင်ဆောင်၍လွတ်သွားပုံကို ရှင်းပြရာအလုံးအံအားသိမ့်၍နေကြလေတယ် ထိုအခိုက်ចောင်းသားငယ်တယောက်အားပလိတယောက်ကဆွဲခေါ်၍လာရာဦးအောင်မင်းကပြပြတလဲဖြင့်ဒီကောင်လေးတာဒီကောင်လေးတာဟုတ်တယ်ဖုန်ကြီးခေါ်သွားတာဒီကောင်လေးပဲဟဲ့ကောင်လေးလာစမ်းဒီဖုန်ကြီးနဲ့ဘယ်မှာတွေ့တယ်လဲကျုပ်ကျုပ်အရင်မွေးအိမ်နားမှာနေတုန်းဖုန်ကြီးတပါးကဟဲ့ကောင်လာစမ်းငါကပိရမပါလို့ဒီဝတ္ထုကမ်းကြီးမျိုးရဲလိုက်ခဲ့နေ့ငွေတစ်ချပ်ပေးမယ်လုံကြီးဝယ်ဖို့ပေးမယ်ဆိုပြီးခေါ်သွားတယ် နောက်ပဲသွားလဲရွာတော်မတ်တော်တော်ဝေးတော့နင်းအဲ့ဒီငွေယူတော့ဒီစာကိုတကြီးပေးလိုက်ဆိုပြီးပြန်လှည့်လိုက်တယ်။ပူ၍စာရွက်ငယ်တခုကိုထုတ်ပြီးပေးလိုက်လေတယ်။အာလုံဖက်ရှုကြည့်ကြရာမဟာမိတ်ကြီးကိုအောင်မြင်အကြံကောင်းတော်လဲအလားနှောင်းပြီးကောဒီအဖိုးကြီးငွေ70သိန်းလောက်ချမ်းသာပါတယ်။ကျုပ်ယူသွားတာလည်းပါသေးတယ်။ဝမ်းဆွဲကြောင်းအတွက်မှတာရုခေါ်ရန်ဖြစ်ပါတယ်။ အခုမမီရင်နောက်မမီတော့ဘူးဆိုတာအထူးပြောဖို့မလိုပါတပြင်းဦးအောင်မြင်ကစာရွက်ကိုခြေ၍ပြစ်လိုက်ရာ အခြားသူများမှကြောင်တောင်တောင်နှင့်ဦးအောင်မြင်အားကြည့်ရှုနေကြလေတယ်သူရိယာမဂဇင်းစက်တင်ဘာလ1938ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ